ဒုက္ခရစရိယကျင့်နေဆိုအဲ့လိုကျင့်တာနော်မူးပြီးတော့လဲသွားလဲသွားပြီးတတိတွေပါတယ်မေ့သွားရှာရဏံလဲသွားတော့ညင်တဲ့တတ်တွေကဗာပြောကြတော့ဆိုရဟန်းဂေါရမတော့သိပြီလဲကြသွားပြီသိသွားပြီဆိုတော့တချို့နတ်တွေကဒါသေးတာမဟုတ်ဘူးတဲ့ယန္နာဖြစ်သွားတယ်ရဟန်းနာဖြစ်သွားရင်ဒီလိုပဲဖြစ်တယ်ပေါ့ယန်းပြောချတာလေနတ်ဆိုတိုင်းသိတယ်ထင်မနေနဲ့ယန်းပြောတာသူတို့လည်း နောက်ကြတော့ဒီမူးလဲသွားရာကနေပြန်ပြီးတော့တတိပြန်ရလာသို့တော့ဒီလောက်ကြီးမားတဲ့ဒုက္ခကိုရင်ဆိုင်ရသည့်အတွက်ကြောင့်စိတ်ဓာတ်ကျသလားလို့ဆိုမကျဘူးမကျဘူးအဲ့ဒီကနေတတိပြန်ရလာတဲ့အခါကျတော့ခေါင်းထဲမှာမဖြစ်လာတော့လေကိုချုပ်တဲ့အပ္ပနကအကျင့်ကဒါအစွမ်းကုန်ကကျက်လိုက်ပြီနောက်တစ်ခုကထပ်ဆွမ်းသက်အောင်မယ် ဆိုပြီးဘာတော့ဆိုအစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါမှာနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးခြင်းပေါက်တွေကနေပြီးနတ်ဩဇာတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဖះလောင်းလေးကစဉ်းစားတယ်ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွေးခြင်းပေါက်ကအစာလာထက်မယ်ဆိုရင်ငါရဲ့အလုတ်ဟာ တန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုလျှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ်တလက်ဆောင်လို့ခေါ်တာလက်ဖွားလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံးလိုက်ခုံးပြီးတော့ရေထည့်ချီလိုက်လို့ရှင်အဲ့ဒီလက်ဖွားထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ်နော်တလက်ဆောင်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော် ကိုယ်လက်လေးကိုကိုပက်လက်လှန်လိုက်လက်ဖွာလေးကိုပက်လက်လှန်ပြီးတော့ခတ်ခုံးခုံးလေးလှုပ်လိုက်ခတ်ခုံးခုံးလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာရေချဲ့ကြည့်လိုက်ရင်ဘလောက်ရေဆန့်မလဲအဲ့ဒီအတိုင်းတာပမာလားလောက်လေးကိုသူစားမယ်လို့တနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့တနေ့ကုန်တရားကျင့်အာဟာရဖြတ်ပြီးတော့တရားကျင့်အဲ့ဒီလိုတရားကျင့်တဲ့အခါကျတော့အစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်လာလိုက်တာ အသားရောင်တွေကလည်းတခါတည်းမြုံမဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြင်းပြင်းကြဒုက္ခရစရိယကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲအဲ့ဒါအဲ့ဒီအဆင့်ရောင်နေတဲ့အချိန်ကိုပြောတာနော်အသားသွေးတွေခန်းချောင်းပြီးတော့အယိုးပြင်းပြင်းကြတဲ့အနေအထားထိအောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်နေတယ်မျက်လုံးကလည်းဟောက်ပက်ဘိုက်ကင်လဲလို့ရှိရင်ကြောထိအောင်ဘိုက်ကြီးကလည်းချက်နေတယ် ဘလောက်ထိအောင်အခြေအနေဆိုးလာတော့ဆိုလို့ရှိရင်လက်ကိုလက်မောင်းတို့ပါတော့ကိုလက်တစ်ဖက်နဲ့တတ်လိုက်မယ်ဆိုလို့ရှိရင်အမွှေးလေးတွေကျွတ်ပါသွားတယ်တဲ့အဲ့လောက်ထိအောင်အခြေအနေဆိုးသွားတယ်ဒီလိုပြောတာနော်မျက်လုံးကလည်းပဲဟိုးရေထွင်းတဲ့ကအေဗဒါမနဲ့တဲ့ရေထွင်းကိုကြည့်လိုက်လို့ရှိရင် ရေလေးကဟုတ်အောင်မှရှိရတယ်လို့မျက်လုံးကြီးကလည်းဟောက်ပက်ကြီးဖြစ်နေတယ်တဲ့ အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နှန်းနှန်းတို့နဲ့ကျုပ်ကျုပ်တို့ဒီလိုတွေဖြစ်လာနတ်တွေကအမျိုးမျိုးပြောကြတယ်ရံကောဓမဟာအသားတွေညိုသွားတယ်တို့အသားတွေမဲသွားတယ်တို့ဒီလိုအမျိုးမျိုးပြောကြတာနော်အဲဒီလိုပင်ပင်ပန်းပန်းဆင်းရဲတွေကျင့်လိုက်တာအစွမ်းကုန်ကျင့်တော်လဲပဲသူလိုချင်တဲ့အသိဉာဏ်တခုရမလာပါဘူးတဲ့